ို့ပြည်ဦးနယ်မြို့လေးမှာအိမ်တစ်လုံးပိုင်ကျင်တယ်ဆိုရယ်စိတ်ကူးအိမ်မှာရှိခဲ့တယ်ဆိုလို့ရှိရင်တော့ဒီအိမ်ကလေးကိုလက်မလို့ဖို့မမောကတိုက်ထွန်းနေပါတယ်အဲ့တော့တစ္ဆာမော်ဗီလာထဲမှာရှိရယ်နီးနားမှာလူနေအိမ်ကြီးပတ်ဝန်းကျင်တွေရှိရယ်ပတ်ဝန်းကျင်တဲ့ရက်ကွက်တန့်ထဲမှာမှလူချင်းပါတယ်မမုံရေးအလှဲ့လေးရလဲရှေ့ရက်အလှဲ့လေးဆိုအားလုံးကြိုက်ကြရလဲပေါ့နော်နောက်ချမ်းကျဲချမ်းကျဲကမျက်နှာစာ40နောက်က85ပဲကျဲရှိရယ်ဆိုအကျဲပဲအခုဒီမှာဆိုရင်ကပကင်ကဒီမှာတစည်း နှစ်စီးကားနှစ်စီးလောက်ရပ်နာလို့ရတဲ့အိမ်ဒီအိမ်ထဲမှာအိတ်ခန်းစုစုပေါင်း၅ခန်းပါတယ်အဲ့တော့အိတ်ခန်းတွေကလည်းအကျယ်ကြီးပဲဘလို့ facility တွေနဲ့ဘလို့ပါမလဲဒီအိမ်ကလေးရဲ့ဈေးနှုန်းက3,300ကိုမှညှိနိုင်မှာအဲ့တော့ဘလို့တွေပါမလဲဆိုတာမှမလို့တူတူကြည့်ကြမယ်အခုဒီမှာဆိုရင် ကားပါကင်ပါမယ်ဒီဘက်ကတော့မြေသားနေရာပါတဲ့အတွက်ကြောင့်မလို့ landscape ပါညာလုပ်လို့ရမယ်ဒီမှာ coffee ပါညာထိုင်တော့လို့ရအောင်လို့ဆိုပြီးတော့မှလေကွင်းလေးနဲ့ဒီမှာအထစ်ကလေးပါမယ်ညနေစောင်းဆိုမမလို့ coffee ထိုင်တော့မယ် အဲ့တော့ဒီဘက်ချမ်းလေးမှာဆိုလို့ရှိရင်လဲကိုကြိုက်တာလှုပ်လို့ရအောင်လို့ဆိုပြီးတော့နေရာလေးပါသေးတယ်ဒီမှာနေရာ spacing ပါတယ်ဒီမှာမှန်နေနဲ့အဲ့တော့ light ကတကဆွဲဖွင့်လိုက်ပြီးဆိုတော့ ਨੇ ရှေ့ကို share ကြည့်ပေါ့เนาะနောက်ပြီးတော့ breather တစ်ချက်လုံးကိုလေ breather စုကြို့တွေပြေဝတက်ဆင်ပေးတာအဲ့တော့မောင်မွန်တို့ထဲဝင်ကြည့်ကြမလား living room ခန်းကျဖြစ်ပါတယ်ရှင် ါမြင်မြင်ချင်းတွေ့ရမယ် living room ခန်းကျဲပါအဲ့တော့ living room ခန်းဆိုလဲကျဲကြီးပဲပေါ့နော်ဒါဧကန်ပြီးတော့ဒီဘက်ချမ်းလေးသွားမယ်ဒါလေးကရှောက်လမ်းမှာဒီမှာမီးတွေကစားတုံးသားပစ္စည်းပစ္စည်းအရာစားတေချာလေးသုံးမိတာရယ်နောက်ပြီးတော့အရောင်နေပိုင်းဆိုင်ရာမှာအဖြူရောင်လေးတွေသုံးမိတာတယ်ရှောက်လမ်းဆိုလို့ရှိရင်လည်းကျဲတယ်အဲ့တော့ဒါလေးက single ခန်းလေးပါရှင်ပြင်တဲ့အတိုင်းပဲ single ခန်း area ဆိုလို့ရှိရင်လည်းကျဲကြီးပဲနောက်ပြီးတော့ပတင်းတကားတိုင်းမှာ လုံခြုံရေးတန်ပန်းတန်တကားတွေတက်ဆင်ပေးထားလိုမျိုးပဲနောက်တစ်ခုဒီမှာ ချင်းလုံးစကားတွေကလည်းပြည့်တက်ဆင်ပေးထားရပါတော့။ဒါပနေစကားတိုင်းမှာတက်ဆင်ပေးထားတဲ့ညာတွေပါ။ లై ကတွေလည်းပါတယ်။အဲ့တော့ဒီဧကန်တခန်းရဲ့အကျေက15ပြပလင်ရှိမယ်။ဒီ single ခန်းကနေဒီဘက်ထွက်လာခဲ့မယ်။မမွန်တို့ဒီဘက်ထွက်လာမယ်ဆိုရင်တော့ဒါလေးက master bedroom မှာရှိ မစတာဘတ်ရုံရဲ့အခန်းအေရီယာဆိုလဲပုံစံတူပဲကျဲတယ်ပေါ့နော်ဒီမှာမစတာဘတ်ရုံရဲ့ဘတ်တန် WC ပါဘတ်တန် WC ထဲမှာဆိုလို့ရှိရင်ပဲဘတ်တက်တရားစာအကုန်ထည့်သွင်းပေးထားပါတယ်ရှင်ဒီမစတာဘတ်ရုံနဲ့ကနေဒီဘက်ချမ်းလေးထွက်လာလိုက်မယ်ဆိုရင်တော့ဒါလေးကဒီအိမ်ရဲ့တတရားမြောက်အိမ်ခန်းပါဒါလေးကတော့စင်ကယ်ခန်းလေးပါရှင်စင်ကယ်ခန်းလေးကလည်းမြင်တဲ့အတိုင်းပဲခန်းအေရီယာကျဲတယ်အဲ့တော့ကဒင်ထားမယ်၊မှု့ရနောက်ပြီးတော့ဒီဗီဒီယိုတွေပါညာထားမယ်ဆိုလို့ရှိရင်လည်း နေရာ spacing ကျဲတယ်ပေါ့နော်အဲ့တော့အောက်ထပ်မှာဆိုလို့ရှိရင်ဒါစွတ်စွတ်ပေါင်းအိမ်ခန်းသုံးခန်းမြင်ရမယ်အဲ့တော့ဒီဘက်ချမ်းလေးဒီမှာကတော့အများဆုံး common button wc ဖြစ်ပါလေရှင်ဒီနေရာလေးက kitchen လေးပါဒါလေးက kitchen room လေးပါရှင်ဒါ kitchen room ဆိုလို့ရှိရင်လည်းကောင်းတာ basin နေနဲ့တရားသုံးလုံးပေးထားတယ်အဲ့တော့ ဒီဘက်ချမ်း living room ရဲ့မျက်နှာချင်းဆိုင်ဒီ spacing ပါလဲလို့မမှုမေးရင်တော့ဒါလေးက dining room လေးဖြစ်ပါတယ်ရှင်ဒါ dining room area ပေါ့နော်အဲ့တော့ partition လေးတည်တတ်ကာမယ်ဆိုရင်ရမ်းဆင်ပြေရဲ့ဒါလေးက store ပါ store နေနဲ့ပစ္စည်းပစ္စည်းအားထားလို့ရအောင်လို့ခန်းလေးသီးသန့်ပါပါသေးရဲ့ရှင်။ဒီမှာလိုက်ကတကဖွင့်လိုက်တာနဲ့အိမ်ရှိလှမ်းမြင်နေရမှာပေါ့နော်။ဒီမှာဆိုရင်ဒီမှာ CCTV တက်ဆင်ပြီးသားတယ်။အဲ့တော့အပေါ်ထက်သွားမယ်မမွန်တို့က။ ပေါ်ရဆိုလို့ရှိရင်တော့အခန်းအတွင်းထဲကနေမသွားဘဲနဲ့အပြင်ကနေတီးတန့်လေးသွားထားတယ်အဲ့တော့ဧည့်သည်ပါညာလာမယ်ဆိုရင်ပေါ်ထဲမှာအလိုတီးတန့်လေးထားလို့ရမယ်ပေါ့နော်ဒါဆိုအပေါ်ထဲရောက်ပြီးဒါအပေါ်ထဲရဲ့နေရာဒီမှာဘာဖြစ်ဖြစ်ကိုကောင်းတာဒီမှာညဘက်ဆိုလို့ရှိရင်မမွန်တို့ပါတီသေးစားလေးကိုယ့်ရဲ့တငယ်ချင်းတွေနဲ့အောင်လုပ်လို့ရတဲ့နေရာပေါ့နော်ဟိုးမှမြင်နေရကြည်ဖြူရန်လှတယ်ဟိုမှာ အရှင်ရဲ့ရည်ရွယ်ချက်ကတော့ဒီမှာပါတီသေးစားလေးလုပ်မယ်ဒီမှာဆိုလို့ရှိရင်ဘာဘီကျူရီပါညာကင်းစားမယ်ဒီမှာတငယ်ချင်းတွေနဲ့အဲ့လိုနေမယ်ဆိုရဲစိတ်ကူးနေပါတဲ့အကယ်၍မမို့နူကဖခင်ကလေးရှောင်းရုံလေးတည်တတ်လို့ခြင်းတော့ဒါလေးကိုဖြုတ်ပြီးတော့မှဒါလေးကရှောင်းရုံတည်တတ်လေးလုပ်လို့ရရပေါ့နော်အဲ့တော့ဒီဘက်ချမ်းလေးကရှမ်းရင်းလုံးရင်လို့မလုံးရင်လည်းလေးဖင်ရုံလေးလုပ်ပါတော့။ကဲဒီနားလေးကတော့ဒါမာစတာဘက်ရုံမှာရှင်။ဒီမှာမာစတာဘက်ရုံအခန်းအေရီယာဆိုမြင်းတဲ့အတိုင်းပဲကျဲတယ်။ အခန်းတိုင်းမှာလည်းရေပူရေးစစ်စံတွေပါတယ်ဒီနေရာလေးကတော့ဒါဝစ်စားပြီးတော့ပါညာထည့်လို့ရမယ် spacing နေရာလေးဖြစ်ပါတယ်ရှင်အဲ့တော့ဒီဘက်ချမ်းလေးမျက်နှာချင်းဆိုင်ခံလေးသွားမယ်မျက်နှာချင်းဆိုင်ခံကတော့ single ခံလေးဖြစ်ပါတယ်ရှင် အဲ့တော့ဒီအင်္ဂလိပ်ကိုစိတ်ဝင်စားရင်ဒီအင်္ဂလိပ်ကိုကြည့်ကြင်ခဲ့ဆိုလို့ရှိရင်မမွန်တို့ရဲ့လင်းမြေဖုန်းနံပါတ်3960 6999 6ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်လင်းမြေ page မှာစုံစမ်းနိုင်လို့မမွန်ရဲ့ကောက်မှာလည်းစုံစမ်းနိုင်ပါရှင့်ကြည့်ရှုပေးကြတဲ့တူတူရောက်ချင်းစီရန်ကျေးဇူးတူတင်ရှင့်